အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာပဲစီမံကစားသွားရတော့မယ်ကျွန်တော်တို့ဂျပန်နိုင်ငံမှာကြီးမားပြုလုပ်တဲ့ဒီ1172ရဲ့ပြိုင်ပွဲကိုကျွန်တော်တို့ဂျပန်စံတော်ချိန်ညနေ4နာရီမှာစီမံကစားတော့မှာဖြစ်ပါတယ်ပြီးတော့ဒီပြိုင်ပွဲကပေးပပြု event ဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ပတ်စံပေးပြီးတော့ကြည့်ရမယ့်အနေအထားမှာရှိပါတယ်ကျွန်တော်ထိုင်းနိုင်ငံမှာဆိုရင်လေလိုက်လွင့်မှာမလွင့်ဘူးလားဆိုတာမသေချာသေးဘူးပြီးတော့တခြားနိုင်ငံတွေရတော့ ဖေးပါပြူနဲ့ဝယ်ကြည့်ရမယ်ပုံစံ ဖြစ်နေပါတယ်။အရင်ကတော့ဒီပြိုင်ပွဲကို setting ကြီးညာခဲ့တဲ့ကတော့ကျွန်တော်တို့ super leg နဲ့ navi ကကျွန်တော်တို့ bandan ဝယ်ရမြွေထိုင်းပေါ့ဟိုမြွေထိုင်းခပတ်ကိုစီမံကစားကြရမှာပေါ့ဒါပေမဲ့ဒီ super leg ရဲ့ hydration check ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မအောင်တဲ့အတွက်ကြောင့်မလို့ပြန်အောင်တဲ့အခါမှာလည်း weight ကျနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ ခပ်ပတ်ပွဲမဟုတ်တော့ဘဲနဲ့ဒီဘန်တန်ဝေးယူယူလေးကိုပဲလှုပ်ပြီးတော့ကျွန်တော်တို့သုံးချီစိတ်ကိုပွဲနဲ့ပြောင်းပေးလိုက်တာပေါ့နော်ဒီပူဒီပြန်ပွဲမှာကျွန်တော်တို့ချန်ပီယံခပ်ပတ်လူပွဲကကျွန်တော်တို့လေးပွဲပဲကျန်တော့မှဖြစ်ပြီးတော့မေးဗန်နေနဲ့ဒီရော်ထန်နဲ့ဒီတာကယ်ရူတို့ရဲ့ဒီ flyweight ဘာစင် super fight ကိုဆင်ပြေကစားကြရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီပြိုင်ပွဲကဂျပန်စီးကွက်ကို ဖွင့်ထားတဲ့ပြန်ပွဲလို့ကျွန်တော်တို့ပြောလို့ရပါတယ်ပြီးတော့ဂျပန်နိုင်ငံမှာလည်းဂျင်းပတ်တယ်ပြီးတော့ဒီဂျပန်ဖိုက်တာအများစုနီးပါးကိုကျွန်တော်တို့ပွဲထုတ်ထားတယ်တခြားပြန်ပတ်တွေကတော့တခြားနိုင်ငံတွေဖြစ်ပြီးတော့ဒီဂျပန်ဖိုက်တာတွေကတော့အများကြီးပါဝင်ထားတာပေါ့နော်ဒီဂျပန်ဖိုက်တာတွေတဲမှာနာမည်ကြီးဖိုက်တာဖြစ်တဲ့ဒီမာရှာကီတို့ပြီးတော့ဒီတာကေရူတို့ကိုပွဲထုတ်လာတာဖြစ်ပါတယ်ဟုတ်ကဲ့ပါ ဒီပြန်ပွဲကိုကျွန်တော်တို့ကြည့်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ description link ထဲမှာကျွန်တော် link ချပေးတာမှာဖြစ်ပါတယ်အဲ့ဒီ link ကတော့ကျွန်တော်တို့ကိုနီယောဒရဲ့ဟိုက Telegram channel ဖြစ်ပြီးတော့ကိုနီယောဒကဒီပြန်ပွဲတွေကိုတောက်ဆောက်ကြည့်ပေးတာမှာဖြစ်ပါတယ်လိုက်လွှင့်ပြီးတော့ကျွန်တော်တို့ဒီ Facebook မှာ YouTube မှာတော့လွှင့်လို့မရဘူးပေါ့နော်ဒီ copyright ကိစ္စတွေရှိတဲ့အတွက်ကြောင့်မို့ကျွန်တော် Telegram မှာပဲ join ပေးကြပါဒါ free ကြည့်လို့ရမယ့်နီးဖြစ်ပါတယ် ျွန်တော်တို့စံတို့ချိန်အနေနဲ့ကြတော့ကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာနေတဲ့သူတွေတွေ့ကြတော့ကျွန်တော်တို့ညနေနေ့လယ်နှစ်နာရီလောက်ပေါ့နော်ဒီတနင်္ဂနွေနေ့ရဲ့နေ့လယ်နှစ်နာရီလောက်မှာဟိုပွဲအားဆက်ပြီးတော့စီမံကစားမယ်ဒါပေမဲ့ခေါင်ပွဲတွေကြတော့ကျွန်တော်တို့နည်းနည်းတော့နှောင့်ကြမယ်ဗျဒီမြန်မာနိုင်ငံတွေတွေ့ဆိုရင်ကျွန်တော်တို့တနင်္ဂနွေခွဲကနေစမယ်ကျွန်တော်တို့ခေါင်ပွဲထိကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ 6နိုင်ခုနိုင်အဲ့လောက်ဝန်းကျင်မှာရောက်သွားနိုင်တယ်ဗောနော်တွဲဆန်းတွေကလည်းအများကြီးပဲဆိုတော့โอเคပါအားလုံးကျေးဇူးများတင်ပါတယ်